发展系列都呢对应高啦，从对应高啦，从很高那高的。哦，都是都都啊，没大事情，过啥么？没大么事情咯，啥情况啥么的？那不是么系列高呢？都对应，都啊没大事情，让都嘛对这样去。啊，谢谢那边多。哎哟，不是系列都呢对应高啦高呢？年系列都呢对应高啦高呢？再高系列都呢对应高啦高呢？ชัวร์ตามมุ่งเชื่อดูในตัวเองก็แล้วกันเนี่ย ။ဘာပြဿနာမှမရှိဘူးအဲ့ဒါ။ဟုတ်ပြီ။တွေ့တာတွေ့ပြီတွေ့ပြီးကဲမဆုံကြတော့ဘူးဆိုရင်တကြိမ်တစ်ခါတွေ့ရင်တကြိမ်တစ်ခါတော့ပေါ့မှာပေါ့။အဲ့တော့ဒီဆုံတွေ့မှုရဲ့နောက်မှာသက်သွယ်မှုဖြစ်ရင်ဆိုတော့သက်သွယ်မှုဖြစ်ရင်ဘူကောင်းတော့ပေါ့။ဒါတသဘောတရားပြောတယ်နော်ဆက်သွယ်မှုဖြစ်ရင်ဘာကောင်းလဲဆိုတော့ခုနပြောသလိုပဲလေတရားတွေကအကောင်းနေယူရအကောင်းနေရှိနေတဲ့သူနဲ့ဆက်သွယ်မှုရှိရင်ကောင်းတာပဲဖြစ်မှာပေါ့ ီတော့ကံဆိုတဲ့နေရာမှာဒီနေရာထည့်လိုက်ကံကောင်းတဲ့သူတွေကဘယ်သူတွေလဲဆိုရင်ဟုတ်ကုနာငွေကြေးပြည့်စုံတဲ့သူတွေကကံကောင်းတဲ့သူတွေလို့ပြောလို့ရတယ်ဒါပါလဲဆိုတော့သူတို့ကောင်းမွန်တာရှာထားလို့ရတာဉာဏ်ကောင်းတဲ့သူကလည်းကံကောင်းတဲ့သူပဲဉာဏ်ကောင်းတော့ဉာဏ်နဲ့ပြောမယ်နေမယ်စိတ်ကောင်းရှိတဲ့သူကလည်းစိတ်ကောင်းရှိပါတယ်ဆိုတာကံကောင်းတာပဲစိတ်ကောင်းကကံကောင်းမယ်သူကအဲဆိုတာလို့လောကမှာကံကောင်းသည် စိတ်ကောင်းမှလောဘဒေါသမောဟမာနမကြီးမှအလောက်ကောင်းတယ်ဒါရှိချင်းလေးပဲစိတ်ကောင်းရှိတဲ့လူကကံကောင်းတာပဲစိတ်ကောင်းရှိနေခြင်းဒီပင်လင်ဒါကံကောင်းနေတာပဲဒါပဲအဲ့တော့ယောသားမှုရှိတယ်ဆိုတာယောသားတဲ့ဆိုတာကစိတ်ဓာတ်ဖြောင်းမတ်တာလေဘသူဘသူဘက်မှဘယ်မလိုက်ဘူးမင်းရနာမည်ကြီးလို့မင်းဘက်ကလိုက်တယ်ဟိုကနာမည်မကြီးလို့ဟိုဘက်နဲ့ရင်မရှိဘူးသူကဘာဖြစ်လို့ဆိုယောသားဖြောင်းမတ်တယ်ဆိုတာသူကတဖြောင်းနေပဲသူကဘယ်ဘက်မှမလိုက်ဘူးသူက နော်ဘယ်ဘက်မှမလိုက်ဘူးဒါကနောက်ဆုံးမှဒါနဲ့လာသူကချုပ်တယ်တကယ်ရိုးရိုးသားသားလေးပဲရိုးသားတဲ့စကားဒီအဖြောင်းတိုင်းအမှန်တိုင်းပဲသူကကြည့်တယ်နေတယ်အဲ့ဒါဆိုရင်ဒါကရိုးသားတဲ့ခေါ်တယ်သူကဘယ်မလိုက်ဘူးပေါ့ဘယ်ဘက်မှမလိုက်ဘူးသူ့တန်းတဲ့သူစကားပြောရပေမဲ့စိတ်ကမလိုက်တာနော်လူကတော့သူ့တန်းတဲ့သူပဲစကားပြောရတယ် ဘယင်လာလို့ရှိရင်ဘယင်ကြီးပဲပြောရတယ်။ဘယင်လာရင်တရောင်းသားလို့သာပြောလို့မရ။နော်တရောင်းသားလာရင်နှိမ်ပြီးတော့တော့မပြောနဲ့ဘော။သူသူတန်သူနဲ့အဆင့်တန်တူလောက်တဲ့သကလုံးနဲ့တော့သုံးလို့ရတယ်။နော်ဟိုဟဲဒီလိုမျိုးဖြစ်အောင်ပေါ့။သူရဲ့နှိမ့်ကြနေတဲ့အခြေအနေမျိုးနဲ့အဲ့ဒီသကလုံးနဲ့တော့သုံးလို့မရ။အဲ့တော့ဆိုလိုတာက လောကအနေနဲ့ဆိုရင်ခုနသူ့တန်းနဲ့သူသူ့သကလုံးနဲ့သူသုံးလို့ရတယ်။ဒါပေမဲ့ခွဲခြားမှုမလုပ်ပါဘူး။ခွဲခြားမှုမလုပ်ပါဘူး။အကုန်လုံးကိုကောင်းစေခြင်းနဲ့စိတ်ထားတစ်ခုတစ်ပတ်ထားရတယ်။အဲဒါကိုမေတ္တာခေါ်တယ်ကြာ။နော်။အဲတော့ဒီမှာဒီဒီခုနပြောတဲ့ကံကောင်းခြင်းမှာအခုဒီသကလုံးတစ်လုံးဖတ်လာတယ်။ကံကောင်းခြင်းမှာနော်လောကအနေနဲ့ပြောမယ် ဓမ္မအနေနဲ့ပြောမယ်ဆိုရင်လိုအပ်တာတည်းကနှစ်ခုလည်းပဲရှိတယ်။တန်ကောင်းမှုအတွက်အများကြီးလျှောက်ပြောပြီးမယ်လိုအပ်တာနှစ်ခုလည်းအဲ့ဒါပါလဲဆိုတော့ပထမတရားသဘောအနေနဲ့ဆိုရင်မေတ္တာတရားရှိရမယ်။မေတ္တာတရားရှိတဲ့ပုဂ္ဂိုလ်ကသူကတန်ကောင်းမယ်။နော်လောကအနေနဲ့ပြောရင်ပတ်စံရှိရမယ်။ပတ်စံရှိတဲ့လူကတန်ကောင်းတယ်ဒီနှစ်ခုလည်းပဲသူ မ္မအနေနဲ့ပြောရင်မေတ္တာတရားရှိရမယ်မေတ္တာတရားရှိရင်အဲ့ဒီပုဂ္ဂိုလ်ကံကောင်းတယ်နော်လောကအနေနဲ့ပြောပတ်စံရှိတဲ့သူကံကောင်းတယ်သူကဒီနှစ်ခုလုံးကလိုအပ်တယ်နံပါတ်1ကမေတ္တာပဲနံပါတ်2ကငုပဲသူကဘာဖြစ်လို့လဲဆိုတော့ဘဝဆိုတာပြောပြပြီးပြီးဘဝကခန္ဓာကိုယ်ရှိတယ်စိတ်ရှိတယ်စိတ်အတွက်ကတရားလို့မယ်ခန္ဓာကိုယ်အတွက်က စားစရာဝတ်စရာနေစရာသူသူ့အတွက်ဘုံဘုံသုံးကိန်းဖြစ်တဲ့ငွေကြေးပတ်စံလိုတဲ့ကနော်အဲ့မှာဗာလောဘဒေါသမမနာတွေအာဘပတ်စံရှိရင်လောဘဖြစ်ဒေါသဖြစ်မောဟဓာရီကမဆိုင်ဘူးဒါမသိလို့ဖြစ်တာပြီးရင်ဘာမှမဖြစ်ဘူးသူကပြီးရင်ခုပြောတဲ့ငွေကြေးရှိလည်းပဲစိတ်ကအေးအေးချမ်းချမ်းပဲမရှိလည်းအေးအေးချမ်းချမ်းပဲနော်ဒါဒါအတိအဉဏ်နဲ့မူတည်သွားတာခုပြောတဲ့ သဘောတရားတွေဟာဟုတ်တယ်ကဲဟုတ်ပြီကောမေတ္တာရှိပါတယ်တလောကလုံးမေတ္တာရှိပါတယ်မေတ္တာရှိပေမဲ့ပတ်စံမရှိရင်ဒုက္ခရောက်တာဘာဒုက္ခရောက်လဲခန္ဓာကိုယ်ဒုက္ခရောက်တာတိတ်တော့ဒုက္ခမရောက်ဘူးသူကမေတ္တာထားနေလို့သူကဒီအေးချမ်းတယ်ဒီမေတ္တာတရားကောင်းကျိုးပေးရင်သူပတ္တသူပြေလဲမယ်ပြေလဲတယ်ဆိုပေမဲ့ဒီဟာကဘယ်နေရာတကာတိုင်းမှမပြေလို့တော့မေတ္တာနဲ့စားလို့မရဘူးဆိုလိုတာပေါ့နော်မေတ္တာပို့တယ်အထိုက်လျောက်ကြီးတော့ မြည်လဲခြင်းပြည်လဲနိုင်တယ်ဒီရုပ်ပိုင်းဆိုင်ရာအတွက်အဲဒီမဲ့အတိအကျမပြည်လဲသေးနိုင်တယ်ဒါဒီတော့ကံကောင်းတယ်ဆိုတာဘဝမှာဒီဘာနဲ့ကံကဘယ်တော့မှမိတူမရပါဘူးသောမိဘနဲ့ကံမိတူမရဘူးမိဘကလိုအပ်တဲ့အချိန်ခါမှာသုံးလို့ရတယ်မလိုအပ်တော့တဲ့အချိန်ကျတော့ဒီဘောက်အားကိုးစရာတော့မလိုတော့ဘူး 那个都接受对比、接受实验、接受测量，才搞嘛的。